နယ်မှာဆယ်မျိုးနှိဆက်သူပျောက်တဲ့အတွက်အင်တာနက်လူမှုကွန်ရက်ပေါ်အကူအညီတောင်းခံတဲ့အမျိုးသမီးတဦးငွေညှိခံရတယ်လို့ကာယကံရှင်အမျိုးသမီးကပြောပါတယ်။လောင်လုံးမျိုးကကြီးရက်ကွက်မှာနေတဲ့အမျိုးသားတဦးဟာဇွန်လ6ရက်နေ့မနေ့ပိုင်းကနေအိမ်ကနေထွက်သွားပြီးဇွန်လ9ရက်နေ့အထိပြန်မရောက်လာသေးတဲ့အတွက်ဆယ်မျိုးနှိဆက်သူကလူမှုကွန်ရက်ကနေတဆင့်လူပျောက်ကျင်ညာတဲ့ post တင်ပြီးအကူအညီတောင်းခဲ့ပါတယ်။ အဲ့ဒီလိုအကူအညီတောင်းတာမှာဖော်ပြထားတဲ့ဖုန်းနံပါတ်ကိုအမျိုးသား6ဦးကဆက်သွယ်လာပြီးပျောက်ဆုံးနေသူကိုငွေချင်းနဲ့ရွေးယူဖို့ပြောဆိုခဲ့တယ်လို့ကိုရိုင်းဂျုံတွေ့ရတဲ့အမျိုးသမီးကဆိုပါတယ်။ပျောက်ဆုံးနေတဲ့အမျိုးသားဟာသူတို့စီရောက်နေတယ်ဆိုပြီးပြန်ထုတ်ယူဖို့အတွက်ကနအုပ်ငွေလဲပေးရမယ်ဆိုပြီးဖုန်းနံပါတ်တစ်ခုကိုပေးပို့လာတယ်လို့ပြောပါတယ်။ပြောက်ဆုံးနေသူနဲ့ဖုန်းပြောခွင့်ပြုရင်ငွေလက်ပေးမယ်လို့ပြောခဲ့ပေမဲ့ဆက်သွယ်ပြောဆိုခွင့်မရဘဲဖုန်းနံပါတ်နဲ့ပဲငွေလက်ပေးဖို့ပြောခဲ့တယ်လို့ဆိုပါတယ်။ လူပြောင်းကျင်ညာမှာဖော်ပြထားတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးငွေညှို့ဖို့ကြိုးပမ်းလာတာတွေရှိတာကြောင့်အဲ့ဒီကျင်ညာကိုပြန်ဖြုတ်ခဲ့တယ်လို့ပြောပါတယ်စွန်လ6ရက်နေ့ကလေးကပျောက်ဆုံးနေတဲ့အသက်63နှစ်အရွယ်အမျိုးသားဟာဒီကနေ့17ရက်နေ့အထိအိမ်ပြန်မရောက်လာသေးဘူးလို့မိသားစုစီကသိရပါဗျာရှင်။